တယောက်ယောက် IS တင်ကိုအထမထားပဲချမ်းပြခဲ့တဲ့ညီမလေး အားလုံးမင်္ဂလာပါ။နောက်ပိုင်းပွဲစဉ်ဒီမှာရလတ်ကောင်းမွန်နေတဲ့ညီမလေးတို့ကဒီတစ်ပတ်ကမ်ပလာပွဲစဉ်မှာလည်းနိုင်ပွဲဆက်ယူနိုင်နေပါလိမ့်မယ်။ IF team ကိုအိမ်ခွန်းမှာလက်ခံကစားခဲ့ရပြီးတော့ငါးခုတကူနဲ့ကိုနိုင်ရရှိခဲ့တာပါ။အိုမန်ဆိုရင်တော့ညီမလေးတို့ဟာသူတို့ဘက်ကပဲတယောက်ထုတ်ခံရလိမ့်ရှိပေမယ့်ဒီပွဲမှာတော့တယောက်အသာနဲ့ကိုကစားခွင့်ရပြီပါတယ်။တယောက်ရောနဲ့ IF team ကိုညီမလေးတို့ကလည်းအထာမထားခဲ့ပေမယ့်အိမ်ခွန်းမှာကိုးပြတ်ပြီးသွားခဲ့ပါတယ်။ဒီနေ့မှာတော့ IF နဲ့ညီမလေးတို့ရှင်ပိုင်ခဲ့ကြတဲ့ကမ်ပလာပွဲစဉ်လေးကိုပြန်ဆက်ပေးကြပါမယ်။ညီမလေးတို့ဟာဒီပွဲစဉ်မှာအကြီးကကစားသမားတို့ကိုအားပေးလာပြီးတော့အရန်ကစားသမားတွေကိုပဲနေရ ာပြလာခဲ့ပါတယ်။ယာဟူဘက်ထရီကလည်းအနာပြလာပြီးတော့အိုက်ဆက်မှာတော့မက်ဂူယီကိုပဲထုတ်ခဲ့ပါတယ်။တောင်ပန်တစ်ဖက်ကတော့ဂီတန်နဲ့အက်စတီဗာဝရိုဖြစ်ပြီးတော့ကွင်းလင်ကတော့အန်ဇိုနဲ့လာဗီယာတို့ကိုပဲပေးခဲ့ပါတယ်။အရင်ကွင်းလင်ကကန်စီတို့ကတော့ညာနောက်ခံစုနေရာမှာပွဲထွက်လာခဲ့ပါတယ်။ IS တင်မှာတော့ကစားသမားကောင်းနေသိမရှိတော့ဘဲနဲ့အိုက်ဆက်ကဖာကိုစတယောက်လောက်ပဲရှိနေပါတယ်။ဘွဲအစား15မိနစ်လောက်မှာတင် IS ကွင်းလင်လူတေလာကိုဗီယာပြန်ကြည့်ပြီးတော့ကွင်းလင်တိုင်းကလည်းဓာတ်ရိုက်နီကန်နဲ့ထုတ်ပစ်လိုက်ပါတယ်။တယောက်တန်နဲ့ကစားခဲ့ရတာကြောင့်ပွဲရလည်းညီမလေးတို့အတွက်ထင်ထားတဲ့ထက်ကိုပိုပြီးလွယ်ကူသွားခဲ့ပါတယ်။တယောက်ထုတ်ခင်ရ ရပြီးတိတ်မကြခင်မှာတင်မက်ကူကြီးကလည်းညီမလေးတို့အတွက်ဥဆောင်ကိုစတင်သင်ယူခဲ့ပါတယ်။တိတ်မကြခင်မှာပဲညီမလေးတို့တက်ဒုတိယဂိုးကိုကန်စီလူကသင်ယူပေးခဲ့ပါတယ်။မိနစ်30ကျော်မှာ IS ဘက်ကပနတီဆရာခဲ့ပြီးတော့ဘတ်ဂေါ့စ်ကချီပါကိုသင်ယူပေးခဲ့ပါတယ်။ဒါပေမဲ့ပထမပိုင်းပြီးကန်ဒီမှာတင်ညီမလေးတို့ပနတီထပ်မံရရှိခဲ့ပြီးတော့အန်ဇိုကတတိယဂိုးကိုသင်ယူသွားခဲ့ပါတယ်။ညီမလေးတို့ကပထမပိုင်းရဲ့အချိန်ပိုမိနစ်မှာနောက်ထပ်ပနတီတစ်လုံးထည့်ရခဲ့ပြီးတော့ဒီခါမှာတော့ STV ကကန်သွင်းခဲ့ပါတယ်။တယောက်တာနဲ့ကစားတဲ့အပြင်ပိနေတီပါနှလုံးစင်စားခဲ့ရတာကြောင့်ညီမလေးတို့ကိုကန်ဒီယာကမျက်နှာ ပြေးလင်းမှုဖြစ်နေပါတယ်။အဓိကကစားသမားအစုံလင်းကိုပွဲမထုတ်ပေမဲ့တယောက်တာမင်းဖြစ်နေတာကြောင့်ညီမလေးတို့ရဲ့ပွဲကလည်းတက်တောင့်တက်တာဖြစ်သွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ညီမလေးတို့ဟာလူငယ်ကစားသမားတွေကိုပဲထက်သွင်းကစားခဲ့ပါတယ်။ဒုတိယပိုင်းစပြီးတင်ပြကြခင်မှာတင်လူဆောင်ဝင်ကစားသမားတိုရစ်ဂျော်ကညီမလေးတို့ရဲ့ပစ္စမများကိုကိုသိမ်းယူပေးခဲ့ပါတယ်။နောက်ပိုင်းမိနစ်ဒီမှာညီမလေးတို့လည်းနည်းနည်းတော့အထာထားသွားခဲ့ပြီးတော့တင်းကိုတွေကိုထပ်မမြင်ရတော့ပါဘူး။အဲဒီလိုနဲ့ညီမလေးတို့ကပဲ IF တင်းကိုအိမ်ခွင်းမှာငါးကိုတကူဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။မာလီတို့ကတော့ဒန်ပလာမှာနှစ်ပွဲနဲ့တစ်ပွဲရှုံးရလက်မျိုးရထားပြီးတော့ ော့အမပီစီယာရဲ့အဆင့်ဆက်တဲ့နေရာမှာရောက်ရှိနေပါတယ်။နောက်တစ်ချိန်ကိုပလေးအောက်ကစားစရာမလိုဘဲနဲ့တိုက်ရိုက်တန်တက်ဖွင့်ရဖို့ဆိုရင်တော့ညီမလေးကိုလည်းထပ်ပြီးရုန်းကန်သွားမှာဖြစ်ပါတယ်။စောင်းနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။